င်္ဂလာပါရှင်။တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒွေဝအဖွဲ့သားတွေကစူးစီးတင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မန္တလေးနဲ့စကိုင်းမြို့ကြီးတွေအပါအဝင် တိုင်းနယ်ပြည်နယ်တချို့မှာအင်အားပြင်းတဲ့မြေငလင်လှုပ်ခတ်ခဲ့တဲ့သတင်း။နောက်ဆက်တွဲငလင်ငယ်တွေဆက်လှုပ်နိုင်သေးတယ်လို့သတိပေးထားတဲ့အကြောင်းငလင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မှာအထက်မြင့်အဆောက်အုံပြိုကျတဲ့သတင်း။ကြိုက်ထုံမှာအမျိုးသားတအူပြစ်သက်ခံရတဲ့အကြောင်း ပလောရှက်ပုံရွာကပြူစောတိခေါင်းဆောင်ပြစ်တက်ခံရတဲ့တဲ့င်းဘန်ကောက်ခီးစင်မတိုင်မီထိုင်းငါးဖန်းလုတ်သား၄ဦးကိုစစ်ကောင်စီကလွန်ငိမ့်နဲ့ပြန်လွှတ်ပေးလိုက်တဲ့ထူးထူးခြားခြားသတင်းတွေကိုနားဆင်ရမှာပါစကိုင်းမန္တလေးမြို့ကြီးတွေအပါအဝင်တိုင်းနယ်ပြည်နယ်တချို့ကနေရာအတော်များများမှာဒီကနေ့မတ်လ28ရက်နေ့လယ်12:50မိနစ်မှာအင်အားပြင့်တဲ့မြင်းငလင်လှုပ်ခတ်ခဲ့ပါတယ် ငလင်လှုပ်ခတ်ချိန်အဆောက်အုံထဲကလူတွေအပြင်ဘက်ကိုပြေးဆင်းခဲ့ကြပါတယ်။အင်အားရချက်စတာစကေး9.9အဆင့်ရှိတဲ့အင်အားပြင်းတဲ့ငလင်လှုပ်ခတ်ခဲ့တာကြောင့်မန္တလေး၊စကိုင်း၊ပဲခူး၊ရှမ်းပြည်နေပြည်တော်မကွေးတို့မှာတမိုင်းဝင်ဇီရီပထိုးတွေမန္တလေးမြို့ရိုးတွေအထက်မြင့်အဆောက်အုံတွေဟိုတယ်နဲ့လူနေအိမ်တွေအပါအဝင်ရန်ကုန်မန္တလေးနေပြည်တော်ပြည်တော်စုကားလမ်းပိုင်းတချို့ပြိုကျပျက်စီးခဲ့ပါတယ်။ ငလင်ကျောက်စကိုင်းနဲ့မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့အီယာဝရီမြကူတဒါဖြစ်တဲ့စကိုင်းအင်းဝတဒါဟောင်းပြိုကျပျက်စီးသွားပြီးစကိုင်းတဒါဟောင်းအနီးမြေကြီးတွေအက်ကွဲသွားတဲ့ရုပ်တံမှတ်တမ်းတွေကိုလည်းတွေ့ရပါဗျ။မန္တလေးမှာမြက်မှုနီဖျားကြီးတောင်တမန်ကျောင်းတိုက်မစိုးရိမ်တိုက်တဲ့မန္တလေးတဒါဦးလေးစိတ် Great Wall Hotel မြစ်ဆုံဟိုတယ်နဲ့မိတ္တိလာခရိုင်ဝန်တွင်မြို့နယ်ကလေးမျက်နာဓာတ်တော်ဖျားလဲပြိုကျပျက်စီးသွားပါဗျ။ ငလီဟာမန္တလေးစကိုင်းနေပြီးတော့ပဲခူးမကွေးကလေးကြောက်ဆယ်မူဆယ်ရင်းမာပင်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တနင်္သာရီတိုင်းပါဝင် နိုင်ငံအနှံ့ကမြို့အတော်များများမှာလှုပ်ခတ်သွားတယ်လို့ပြည်တွင်းနဲ့ဒေသတွင်းသတင်းတွေမှာဖော်ပြချက်တွေအရသိရပါဗျာ။ ငလင်လောက်ခတ်မှုကြောင့်စကိုင်းမန္တလေးနေပြည်တော်တောင်ကြီးပဲခူးတို့မှာလူသေးဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့စကိုင်းမန္တလေးမကွေးရှမ်းပြည်နယ်အရှိမြောက်ဒေသနေပြည်တော်နဲ့ပဲခူးတိုင်းစတဲ့နေရာ6ခုကိုအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာထားပါတယ်။ အခုလှုပ်ခတ်ခဲ့တဲ့ငလင်ဖြစ်စဉ်မတိုင်မီမတ်လ9ရက်မှာအေယာဝတီစကိုင်းရန်ကုန်ရှမ်းစတဲ့တိုင်းနယ်ပြည်နယ်တွေမှာတရက်တည်းငလင်6ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။မတ်လ3ရက်ကလည်းရန်ကုန်နဲ့မကွေးတိုင်းမင်းဘူးမြို့နယ်မှာငလင်လှုပ်ခတ်ခဲ့တာကြောင့်ငလင်ကြီးကြီးမားမားဆက်လက်လှုပ်ခတ်လာမှာကိုပြည်သူတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်ခဲ့ပါသေးတယ်။ နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်လို့တတိထားနေထိုင်ကြဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိပေးထားပါတယ်။နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့်ရိုင်းနှက်သွားတဲ့အဆောက်အုံတွေမှာဆက်လက်မနေထိုင်ကြဖို့ဆဲတတမန်များအကွဲမှု ရှိမရှိစစ်ဆေးပြီးလိုအပ်ရင်ကြိုတင်ရွှေ့ပြောင်းကြဖို့ ဒေတာတချို့မှာငလင်ချောက်သဲအေးပျော်ချင်းများဖြစ်ပေါ်နေတာကြောင့်သတိပြုနေထိုင်ကြဖို့သတိပေးထားပါဗျ။နောက်ဆက်တွဲငလင်အဖြစ်ရွှေဘိုဘက်မှာ Richester scale ၄ဒသမအဆင့်ရှိတဲ့ငလင်ငယ်များထပ်မံလှုပ်ခတ်တယ်လို့အမေရိကန်ငလင်ဌာနကထုတ်ပြန်ထားပါဗျ။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာငလင်လှုပ်ခတ်တာကြောင့်ဆောက်လက်ဆအထက်မြင့်အဆောက်အုံ တလုံးပြိုကျသွားတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျ။ ဗန်ကောက်မြို့ချတူးချက်ဒေသမှာရှိတဲ့ဆောက်လက်ဆအဆောက်အုံထဲကအလုသမား90ခန့်အလုလုံနေတဲ့အချိန်မှာအဆောက်အုံပြိုကျခဲ့တာ ဖြစ်တယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်တွေအရသိရပါဗျ။ပြိုကျမှုဖြစ်တဲ့အချိန်အထဲမှာ အလုသမား60ကျော်ပိတ်မိခဲ့ပြီးထိခိုက်ဒဏ်ရာရမှုနဲ့သေဆုံးမှုအခြေအနေအသေးစိတ်ကိုမသိရသေးပါဘူး။ငလင်ကျောက်ဗန်ကောက်မှာမိုးပြင်းရထားပြေးဆွဲမှုနဲ့လေရင်ခီးစင်တွေကိုပါယာယီရက်တန့်ထားတယ်လို့အစိုးရကထုတ်ပြန်ထားပါဗျ။ ငလင်ဟာမြန်မာနိုင်ငံစကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့ပြီးထိုင်းတရုတ်လာအိုဘင်္ဂလားဒေ့ရှ်စတဲ့အိမ်နီးချင်းနိုင်ငံတွေအပေါ်လဲတက်ရောက်မှုတွေရှိခဲ့ပါတယ်။ကော့တောင်းအချင်းထောင်မှာထောင်ဒဏ်ချမှတ်ခံရတဲ့ထိုင်းလူမျိုး၅ဖမ်းလုပ်သား၄ဦးကိုလွန်ငိမ့်တဲ့စစ်ကောင်စီကမတ်လ28ရက်မှာပြန်လွှတ်ပေးလိုက်တယ်လို့ထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဧပြီလ2ရက်ကနေ4ရက်နေ့အထိကျင်းပမဲ့ဘင်းစတက်အဖွဲ့ရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအာနာသိန်းမြမစစ်ကောင်းဆောင်ဘူချုံမှုကြီးမင်းအောင်လှိုင်လည်းတက်ရောက်မှာဖြစ်ပါတယ်။ဒါဟာ2021ခုနှစ်အာနာသိန်းပြီးနောက်ပိုင်းမြမစစ်ကောင်းဆောင်ရဲ့ပထမဆုံးဘန်ကောက်ခီးစင်မစတင်ခင်ရပ်ပိုင်းအလို့မှာထိုင်းငါးဖန်တမားတွေကို လူငင်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တာလည်းဖြစ်ပါတယ်။နှစ်နိုင်ငံဆက်ဆံရေးနဲ့လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်လို့ဆိုပြီး ကော့တောင်းအချင်းထောင်ကထိုင်းနိုင်ငံသား၄ဦးနဲ့ဖန်အချင်းထောင်ကဖိလစ်ပိုင်နိုင်ငံသား၃ဦးကိုလွန်ငင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။အဲ့ဒီထိုင်းငါဖန်လုံသား၄ဦးဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကမြမပင်လယ်ပြင် အတွင်းပြစ်ခတ်ဖမ်းဆီးခံထားရသူတွေဖြစ်ပြီးသူတို့နဲ့အတူတူဖမ်းဆီးထောင်ချခံထားရတဲ့မြမ28ဦးကိုတော့ပြန်မလွှတ်ပေးတာဟာတရားမျှတမှုမရှိဘူးလို့မိသားစုဝင်တချို့ကပြောပါတယ်။ မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ကတာကျေးရွာတိုးချက်ကွက်တစ်ကအသက်53နှစ်အရွယ်ဦးစိုးမင်းဦးနေအိမ်အောက်ကကွက်ပြစ်မှာထိုင်နေတဲ့အချိန်မတ်လ28ရက်မနက်9နာရီမှာအမည်မသိတဲ့နှံ့တပါးနှစ်ဦးကစိုက်ကဲနဲ့လာရောက်ပစ်ခတ်လို့တီးဆုံးခဲ့ပါတယ်။ဦးစိုးမင်းဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပစ်ခတ်ခဲ့တာလို့ပြောဆိုနေကြပေမဲ့တော်လိုက်ရေးတပ်ဖွဲ့တွေဘက်ကတော့တစုံတရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။ဦးစိုးမင်းဦးဟာကြိုက်ကတာကြေးရွာပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရက်ကြီးကော်မတီဝင်တဦးဖြစ်ပြီးသူ့ကိုဘာကြောက်ပြစ်တက်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူးပလောမျိုးနယ်ရှက်ပုံရွာကပြည်သူစစ်ပြူစောတီခေါင်းဆောင်ဦးသိန်းစော်အေးကိုမတ်လ28ရက်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တရင်တက်ကထုတ်ပြန်ပါတယ်အသက်48နှစ်ခန့်ရှိပြီဖြစ်တဲ့ရှက်ပုံကြီးရွာကဦးသိန်းစော်အေးကိုမင်းတီတီကျေးရွာလမ်းပိုင်းတနေရာမှာပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် ဦးသိန်းစော်ကြီးဟာအာနာသိန်းခါစားကစီရီယံဝန်ထမ်းတွေကိုဖမ်းဆီးတာချင်းချောက်ငွေတောင်းယူတာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူလိုက်ပါပြီးပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဦးသိန်းစော်ကြီးဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးလက်နက်ကင်ဆောင်ထားတဲ့ပြူစောတိခေါင်းဆောင်တူဖြစ်တယ်လို့ရှက်ပုံကြီးရွာအုပ်စုမီးလောင်အော်ရွာကဒေသခံအမျိုးသားတအုပ်ကပြောပါတယ်။ ိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါချမ်းမှချမ်းသာကြပါစေကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်